အားလုံးပဲမင်္ဂလာပါခင်ဗျာ Global Data Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Viber မှာမလုပ်သင့်တဲ့အရာ၅ခုကိုပြောပြချင်ပါတယ်နံပါတ်1ကိုမသိတဲ့ link တွေ file တွေကိုမဖွင့်ပါနဲ့ Viber Public Group တွေမှာဒါမှမဟုတ် Viber Page တွေမှာဒါလေးကိုနှိပ်ကြည့်ပါဒါလေးကိုနှိပ်လို့ရှိရင်ဗာရတယ်ဗာရတယ်နဲ့အဲ့လိုမျိုးရေးထားတဲ့စာတွေကိုမိစီတို့ကအလွယ်တကူမနှိပ်ပါနဲ့ဘာလို့လဲဆိုတော့ဒီအဲ့ဒီ link တွေကိုနှိပ်လိုက်လို့ရှိရင် virus တွေ ကတ်စေနိုင်ပါတယ်ဖရှင်းလင့်တွေရှာထားပြီးတော့အကောက်တွေအဟခံရနိုင်ပါတယ်မိတ်ဆွေတို့ကိုငွေချေးလိန်လဲတာတို့ဒါမျိုးတွေလုံနိုင်ပါတယ်အားကြောင့်မိတ်ဆွေတို့ကိုမသိတဲ့လင့်တွေကို Viber မှာမနှိပ်ပါနဲ့နံပါတ်1ချက်ကတော့ verification code ကိုဘယ်သူမှမပေးပါနဲ့ကိုယ့်ရဲ့ဖုန်းမှာစိတ်ကိုပဲဖြစ်ဖြစ် Viber ရဲ့ notification မှာပဲဖြစ်ဖြစ်အဲ Viber OTP code တွေ verification code တွေကြာလာပြီဆိုရင်ဘသူ့ဟိုမှာလျှောက်ပြီးတော့မပေးပါနဲ့ဘသူ့ဟိုမှာလျှောက်မပြောပါနဲ့ ပြီးတော့အဲ Viber notification ကြလာတာနဲ့ပြီးမှတခြားကိုမသိတဲ့လူတရားယောက်ကစက်မီ date code ဆိုပြီးတော့အဲစာလမ်းလမ်းပို့တယ်ဆိုလို့ရှိရင်ဒါကဒီလူကတရားရကန်တော့စကန်ဖြစ်နိုင်ပါတယ်ဒါကြောင့်မိတ်ဆွေတို့ကအဲ့ဒီလူကို Viber code နံပါတ်ကိုသွားမပေးပါနဲ့လိန်တဲ့လူတွေကအမျိုးမျိုးလိန်တက်ပါတယ် ဒါကြောင့်မိတ်ဆွေတို့တတိထားကြပါနံပါတ်3အချက်ကတော့ public group တွေမှာကိုယ့်ရဲ့ information တွေကိုရှာမပြပါနဲ့တချို့ကရှိတယ် public group တွေမှာ facebook အနည်းပညာများမြတ်ဝေရာတို့အဲ facebook တွေမှာရှိတယ် viber တွေမှာလည်းရှိပါတယ် viber အခက်ခဲများဖြည့်ရှင်းကြမယ်အတူတူအဲအဲ့လိုမျိုးအဲ group တွေမှာကိုယ့်ရဲ့ personal information တွေကိုရှာမပြပါနဲ့တချို့လူတွေကရှိတယ်ဒီဖုန်းနံပါတ်သိုံနဲ့အဲဘဏ်အကောင့်တွေဘဏ်အကောင့်လေးတွေသိုံနဲ့ဟက်လို့မရဘူး အဲကို့ထိခိုက်အောင်ဘာမှမလုပ်နိုင်ဘူးလို့ထင်ကြပါတယ်အဲအကြောင်းအကူညီတောင်းတဲ့အခါမှာဖုန်းနံပါတ်တွေရော information အစုံကိုရှပြပြီးတော့အကူအညီတောင်းတတ်ကြပါတယ်။အဲ့လိုမျိုးကူညီတောင်းလို့ရှိရင်မတမာတဲ့လူတချို့တွေ့သွားပြီဆိုလို့ရှိရင်မိတ်ဆွေရဲ့ဖုန်းနံပါတ်တွေယူ information အစုံယူပြီးတော့မိတ်ဆွေကိုဘဝပြည့်အောင် လုပ်နိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ဘယ် public group တွေမှာပဲဖြစ်ဖြစ်ဖုန်းနံပါတ်ပြီးတော့ NRC ် NRC ဆိုတာကတော့မှတ်ပုံတင်ကိုပြောတာပါပြီးတော့ van information တွေ location တွေကိုရှာမပြပါနဲ့နံပါတ်၄အချက်ကတော့ Viber ရဲ့ backup ကို off ထားပါနဲ့အရင်တုန်းကတော့ Viber သုံးလို့ရှိရင်အကောက်တန်းဝင်လိုက်တာနဲ့အရင်တုန်းကပို့ထားတဲ့စာတွေအဲချက်တွေပြီးတော့ဖိုတိုတွေ file တွေကိုတန်းပြီးတော့ပြန် download ယူလို့ရပါတယ်အခုနောက်ပိုင်းမှာကျတော့ Viber ကို battery ပဲရှိမှာပဲဖွင့်တာဖွင့်တာ ကိုကနောက်ဖုန်းအစ်စ်နဲ့ဝင်လိုက်လို့ရှိရင်ဟိုရှက်ဖောက်တွေရှက်မိုက်စိတ်တွေကတော့ပေါ်မလာတော့ပါဘူး။ဒါကြောင့်မိတ်ဆွေတို့ကဖုန်းထဲမှာ Viber ကို Auto Backup ကိုဖွင့်ထားဖို့လိုအပ်ပါတယ်။ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်ပြပါမယ်။မိတ်ဆွေတို့က Viber ထဲကိုတစ်ချက်ဝင်လိုက်ပါ။ Viber ထဲကိုဝင်ပြီးပြီဆိုရင်ဒီ Mode ဆိုတာလေးကိုနှိပ်လိုက်ပါ။ Setting ဆိုတာလေးကိုနှိပ်လိုက်ပါ။ Setting ထဲကိုရောက်ပြီဆိုရင်ဒီ Account ဆိုတာလေးကိုနှိပ်လိုက်ပါ။ပြီးရင် Viber Backup ဆိုတာလေးကိုနှိပ်ပြလိုက်ပါ။ အခုလိုမျိုးလေးပေါ်လာပြီဆိုရင်ဆက်တင်းကိုတစ်ချက်ဝင်လိုက်ပါကိုဘက်ကတ်လောက်ချင်တဲ့ Gmail ကိုတစ်ချက်ဝင်လိုက်ပါဝင်ပြီးရင် OK ဆိုတာလေးကိုနှိပ်ပေးလိုက်ပါအခုလိုမျိုးလေးပေါ်လာပြီဆိုရင်အောက်က continue ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ auto back up ဆိုတဲ့နေရာမှာကိုကတရက် back up လုပ်ချင်တာလားတပတ် back up လုပ်ချင်တာလားတစ်လ back up လုပ်ချင်တာလားအဲ့လိုမျိုးရွေးလို့ရပါတယ်ဟုတ်အကြာကြီးလုပ်ချင်တယ်ဆိုရင် monthly ဆိုတာလေးကိုရွေးလိုက်ပါ ပြီးရင် backup using ဆိုတဲ့နေရာမှာ ကိုက wifi နဲ့မှာ backup လုပ်ရှင်တာလားဒါမှမဟုတ် mobile data နဲ့ backup လုပ်ရှင်တာလားဆိုတော့ကိုရွေးရပါမယ် wifi and mobile data ဆိုတာလေးကိုနေလိုက်ပါပြီးရင်ပုံကြီးပဲလုပ်ရှင်တာလားဒါမှမဟုတ် video တွေရော လုပ်ရှင်တာလားဆိုဒီမှာရွေးလို့ရပါတယ်ကိုကပုံရော video ကောလုပ်မယ်ဆိုတော့နောက်ခုရွေးပြီးတော့ backup now ဆိုတာလေးကိုနေပြလိုက်ပါမက်ဆေ့ချ်ဒီနေရာရောက်ရင်ခဏဆောင်းလိုက်ပါ ဘက်ကတ် complete ဆိုတာလေးပေါ်လာပြီဆိုရင်မက်ဆီတို့ဘက်ကတ်လောက်တော့အောင်မြင်ပါတယ်ဘက်ကတ်လောက်ရလောက်လို့ရှိရင်ဘာအကျိုးကျေးဇူးတွေရမလဲဆိုရင်မက်ဆီတို့က Viber တွေ uninstall လုပ်ပြီးလို့ရှိရင် Viber တွေကို install ပြန်လုပ်တဲ့အခါမှာမက်ဆီတို့ချက်ထားတဲ့ voice chat တွေအဲ chat box တွေပြီးတော့ photo တွေ video တွေကိုအဲ Viber ထဲမှာအကုန်ပြန်ပြီးတော့ရနိုင်ပါတယ်အဲ့ဒါကို backup လုပ်တော့လို့ခေါ်ပါတယ်နံပါတ်5အချက်ကတော့ Viber mode တွေပြီးတော့ unofficial website တွေကနေ Viber application ကို download မဆွဲပါနဲ့ Play Store မှာမရှိတဲ့ Viber Pro တို့ Viber mode တို့ Viber Plus တို့အဲ့လို application တွေကို Play Store မဟုတ်တဲ့တခြား unofficial website တွေ unofficial app တွေကနေ Viber ကို download မဆွဲပါနဲ့ အဲ့လိုတောင်းလို့ဆွဲလိုက်လို့ရှိရင်အကောက်အဟားခံရနိုင်တာတို့ဘိုင်းရဲဝင်တာတို့ပြီးတော့မက်ဆေ့နောက်ကြတာတွေ security အားနေတာတွေအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ် official viber app ကိုပဲအသုံးပြုပါ official viber app က android ဆိုလို့ရှိရင် google play store မှာရပါတယ် ios ဆိုလို့ရှိရင် app store မှာရပါတယ်အဲ့ဒီကနေမိတ်ဆွေတို့ကတောင်းလို့ဆွဲပါ viber အကောက်တွေလုံခြုံအောင်ဘယ်လိုလုပ်ရမလဲဆိုရင်မိတ်ဆွေတို့က two step verification on ထားပါ ပြီးရင် hide and share pin တွေကိုခံထားပါပြီးတော့ကိုမသိတဲ့ဖုန်းနံပါတ်တွေကို block လုပ်ထားပါ Viber ကိုအမြဲတမ်း update လုပ်ပါဒါဆိုရင်မိတ်ဆွေတို့က Viber ကိုသေသေချာချာနဲ့လုံလုံချုံချုံအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေနောက်လာမယ့်ဗီဒီယိုတွေမှာလည်းမစ်စရိုအကျိုးရှိမဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားကြပါအောင်ခင်ဗျာ ကြည့်ကြအားပေးကြတဲ့ပြည်သက်တယောက်ရှင်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။